မိုးမီနယ်မှာ၄00တွင်ကလေးသူငယ်တွေအပါအဝင်ရက်သား80ကျော်ဖမ်းဆီးခံရပြီးတော့တချို့ဆိုပြန်လဲလွတ်မြောက်ဖို့ငွေကြတ်တင်းစေချီပေးဆောင်လိုက်ရတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ဖမ်းဆီးခံရတဲ့သူတွေဟာရေးမြို့နယ်၊လမိုင်းမြို့နယ်၊တထုံမြို့နယ်ကဒေသခံတွေဖြစ်ကြပြီးတော့စက်တင်ဘာလ25ရက်နေ့ကနေ28ရက်နေ့အတွင်းမှာဖမ်းခံလိုက်ရတာပါ။သူတို့ဟာဆဲအုပ်စုခက်အုပ်ချုပ်ရေးအဖွဲ့တွေပြစ်တက်ခံရတဲ့ဖြစ်စဉ်တွေ၊ယထာလမ်းပိုင်းမိုင်းထောင်ပောက်ခွဲခံရတဲ့ဖြစ်စဉ်တွေပတ်သက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းခံရတာဖြစ်ပြီး စေအုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာလဲလူသားတိုင်းပြဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့တပ်ဆိုင်ရာဒေသခံတွေကပြောပါတယ်။ဖြေဆိုတူရဲ့လုံခြုံရေးရအတန်စားထိုးဖက်တာပါတယ်။အဆိုးဆုံးကတော့ဒီရေးမှာပဲ40ကျော်လောက်ရှိတယ်။ဒီ2ရက်3ရက်တွင်းမှာပဲရွာတွေဘက်ကိုအတော်လေးစစ်ကြောင်းထိုးနေတာသူတို့ဝင်လာတဲ့တခြားခြံတဲ့ရွာထဲမှာတွေးရမြလူတွေကိုအကုန်ဖမ်းတာပဲအတိကလူသားတိုင်းလောက်ခိုင်းတာနောက်ဆုံးပြန်လွတ်ဖို့ရေးသူတို့အိမ်ကိုဖုံးဆက်ပြီးတော့ပတ်စံတောင်းတယ် သူတို့ပိုးလာပေးတဲ့ကောက်ထဲကိုပက်ဆက်လွှဲပေးရတယ်။အဲ့ဒါမှပြန်လွတ်ပေးတယ်။ဒါတောင်အကုန်လုံးမလွတ်ပေးသေးဘူး။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှာလဲအင်အား300ခန့်ရှိတဲ့စစ်အုပ်စုဟာရေးမြို့နယ်အဒိန်ဝဲဟိုင်းစုံမတောင်းတဲ့အဲ့ဒီအနီးတစ်ဝိုက်ကကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာပြီးတော့လမ်းနဲ့ဥယျာဉ်ခြံမှာတွေ့တဲ့ဒေသခံ30ကျော်ကိုဖမ်းဆီးခဲ့တာပါ။ဒါအပြင်လမိုင်းမြို့ပေါ်မှာအုတ်ချုပ်ရည်မှုနဲ့ယာအိမ်မှုပြစ်တက်ခံရပြီးတဲ့နောက်လူငယ်ပိုင်း10ကျော်လက်ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကလည်းတထုံမြို့နယ်ကရင်လေးစိတ်ကြီးရွာမှာကလေးတွေအပါဝင်ဒေတာခန့်30ဦးထပ်မနေကိုရန်ကုန်မော်လမြိုင်ရထားလမ်းပိုင်းဖောက်ခွဲခံရတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခံလိုက်ရပါတယ်။စီယုစုဖမ်းဆီးခဲ့တဲ့သူတွေထဲမှာတချို့ကိုငွေကြေးတောင်းခံပြီးပြန်လွှတ်ပေးလိုက်ပြီးမဲ့လူငယ်ပိုင်းနဲ့မတင်ကားပွဲသူတို့ကိုပြန်လွှတ်ပေးခြင်းမရှိသေးသလိုစစ်ကြောင်းနဲ့အတူပါသွားတဲ့သူတွေတချို့ကိုလည်းတက်ဆွဲထားတဲ့နေရာမှာဖမ်းဆီးထားဆဲဖြစ်တယ်လို့ဆိုပါတယ်။ ော်တော်များများဟိုဖန်ခံရတယ်ပေါ်တာဆွဲခံရတယ်နေမြေရှင်းလင်းရေးအတွက်ဟိုခေါ်သွားရပေါ့နော်ပစ္စည်းတွေပါတည်ခိုင်းတာရှိခဲ့အဲလိုမျိုးအဲလိုမျိုးရကြတယ်သူတို့ကနေမြေပေါ့နော်နေမြေစုံမှုပို့လို့ချင်တယ်လို့ကျွန်တော်မြင်တယ်ဟိုသူတို့ရွေးကောက်ပွဲတက်ပြင်ဆင်မှုပေါ့နော်သူတို့ကဟိုစစ်ကြောင်းတွေပြန်ထိုးနေတာတော်လိုင်းကြီးဟိုနေမြေဟိုတိတ်ကြောက်ထားတဲ့ဟိုယူအာတွေကိုပြန်မှုအဲလိုမျိုးရွေးချက်နဲ့ကျွန်တော်ကဟို တုံးတက်မိပဲဟုတ်ကဲ့တော်တော်လေးဆိုရင်ရတဲ့ချင်းကြီးပေါ့နော်အဲကြောင့်မို့လဲဟိုလူငယ်တွေလည်းဖက်ပြေးနေကြတာပေါ့ဒီလိုဖန်းစည်းခံရတဲ့သူတွေထဲမှာဒေသခံတွေပါဝင်တယ်လို့ရွှေပြောင်လူသားတွေလည်းပါဝင်နေပြီးတော့တချို့ဆိုအတင်းအကျပ်စစ်မှုထံစုဆောင်းခံလိုက်ရတာရှိနေပေမဲ့အတိအကျကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်